ဟုတ်ကဲ့အင်္ဂမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့အင်္ဂဟိုအခုကျွန်တော်တို့ဒီ2014လဲကုံဆုံးခဲ့ပြီပေါ့နော်အဲ့တော့2014မှာကျွန်တော်ရွှေဈေးကွက်ဒီဖြစ်ပေါ်ခဲ့တဲ့အခြေအနေပေါ့နော်အဲ့မှာဒီရွှေလုပ်ငန်းရှင်တွေရောပေါ့နော်ဒီအများပြည်သူတွေရောဒီဒီရွှေဈေးကွက်ပေါ်မှာအကျိုးမြတ်တွေရောဖြစ်ခဲ့လားဘယ်လိုအခြေအနေဖြစ်ခဲ့လဲဆိုတော့အရင်ဆုံးပြောပြရအောင်ကျွန်တော်တို့ပြီးခဲ့တဲ့2014မီလင်းရွှေရောင်းဝယ်ကျွန်တော်တို့ ဟိုဖြစ်ခဲ့တဲ့ဟာတော့မန်ဂျာနဲ့နန်းတွေဝယ်ယူစုဆောင်းတဲ့လူတွေနေနဲ့ထင်တော့မြင့်တယ်မလားပဲကဘာမှာကဘာရွှေစည်းဘက်မှာရွှေစည်းနှုံများအနေမိုင်းမှာပဲအယောင်းဝယ်ဖြစ်ခဲ့တဲ့အတွက်ဒီတွင်းမှာလည်းကျွန်တော်တို့ဈေးမြင့်တဲ့အချိန်6သိန်း9000လောက်တိဖြစ်ပြီးတော့ဈေးနှိမ့်တဲ့အချိန်မှာ6သိန်း3000 8000တိနှိမ့်ကြခဲ့တာတွေ့ပါတယ် အခုအချိန်နဲ့တပြေးတည်းနေဒီနေ့ဇန်နဝါရီလ6ရက်ပေါ့နော်ပေါ့ဈေးရတော့ကျွန်တော်တို့အကယ်ဒမီမီတင်းအခောက်ရွှေတကြသား6သိန်း6000နဲ့ကျွန်တော်3900လောက်အရောင်းဝယ်ဖြစ်နေတာအဲ့တော့ပြီးခဲ့တဲ့2014မှာတော့ဝယ်ယူစုသော အကျိုးမြတ်ပေါ့နော်အမြန်ဆုံးတစ်ခုရမလားလို့ညှို့လင်းချက်နဲ့ဘယ်သူစောင်းတဲ့လူတွေအနေနဲ့ထင်သလောက်အကျိုးမရှိခဲ့တာကိုတွေ့ရပါတယ်အဒါတော့နိုင်ငံတကာရွှေစည်းကောက်မှာရွှေစည်းရပြီးခဲ့တဲ့နှစ်အပိုင်းခြားနေနဲ့နိုင်ရှင်အမြင့်ဆုံး1900ကျော်ထိတအောင်စားကိုကမ္ဘာရွှေစည်းကောက်မှာမြင့်တက်ခဲ့တာတွေ့ရပါတယ်မနေ့တုန်းကတော့ကျွန်တော်တို့အဲ့ဒီအမြင်တိုင်းပြန်ကြတဲ့ဟာ ဒီ1200 1100ကျော်ထိကျပြီးတော့အခုလက်ရှိကတော့1200ဝန်းကျင်မှာပဲဆွေတောင်စားကိုလုံးဖြစ်နေတဲ့အတွက်ဖြေးစေးကအရင်အမြင့်တန်းနေနဲ့နိုင်ရှင်6600အခု3900လောက်ဆိုတာအနေမ့်ပိုင်းပဲဆက်လက်ပြီးအယောင်းဝယ်တည်ငြိမ်ငြိမ်နဲ့ဖြစ်နေတာကိုတွေ့ရပါတယ်ရှေ့2015ဆွေစည်းအလားလာတော့ကျွန်တော်တို့ အကြံပြင်းမှန်းရမယ်ဆိုရင်တော့ကျွန်တော်တို့အမေရိကန်ဒေါ်လာဈေးရတယ်အခြားကရင်စီနဲ့လဲလှယ်တဲ့နေရာမှာအင်မတန်ကျွန်တော်တို့ဟိုဈေးဟိုမြင့်တက်နေတာကိုတွေ့ရပါတယ်အမေရိကန်ဒေါ်လာဈေးမှားနေတာပေါ့နော်အခြားနိုင်ငံဝေကြီးနေတဲ့နိုင်ရှင်နောက်အဲ့ဒါတော့တစ်ချက်ပေါ့နောက်နေ့ချက်ကကျွန်တော် mining တထု240လုပ်ငန်းတွေမှာ cost ပေါ့နော်ကုန်ကြဆေးကအများဆုံးကကျွန်တော်တောင်းစားစီစွန့်ရင်ဖြစ်တဲ့အတွက်ကမ္ဘာရေနံစိမ်းဈေးမှာလည်းရေနံစိမ်းဈေးများရေနံစိမ်းစီတပိပါဟိုဒီနေ့ရေနံစိမ်းတစီတပိပါဟိုအမေရိကန်ဒေါ်လာ90လောက်ဖြစ်နေတဲ့အတွက်ရှေ့လာမယ့်2015ကတော့အများကြီးရွှေဈေးကိုကြိုတင်ပြီးခံမှန်းသုံးသပ်မယ်ဆိုတော့အများကြီးမြင့်တက်ဖို့ ကျွန်တော်တို့ဟိုမရှိဘူးလို့ပဲကျွန်တော်မှတ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဟိုကျွန်တော်ဒီ2014မှာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့2013ပြီးခဲ့တဲ့နှစ်ပေါ့2013ထက်နှိုင်းရှင်ကျွန်တော်ရွှေစေးရတသိန်းကျော်ထိကျတော့တွေ့ရပါတယ်အဲ့တနည်းလုံးမှာအဲ့တော့အခုဒီ2015မှာရောကျွန်တော်အလားလာဘာဖြစ်ဖြစ်နိုင်လဲပေါ့နော်ဘာလို့လဲဆိုတော့တနည်းပလုံကျလာတော့တကယ်ရွှေဝယ်စုဆောင်းတဲ့သူတွေအတွက်အငယ်ခုနပြောလို့ပေါ့အကျိုးမြတ်အထိုက်လျောက်မရခဲ့ဘူးလို့ပြောခဲ့ပါတယ်အဲ့တော့ဒီ2015အလားလာရောသူတို့ ရွှေဝယ်စုဆောင်တဲ့ဒီမိဘပြည်သူတွေရောနောက်ရွှေလုံငန်းရှင်တွေရောဘလို့အခြေအနေဘက်မှာရပ်တည်နိုင်မလဲအဲ့ဒါလေးကိုရှင်းပြရပါကျွန်တော်တို့ဒါမဲ့2015မှတ်ရမယ်ဆိုရင်တော့ရွှေစည်းကအအများကြီးပြည့်တက်ဖွဲ့မရှိဘူးဆိုတော့2014ခုနှစ်လိုပဲကျွန်တော်အနေပိုင်းမှာပဲမြန်မာနိုင်ငံဒီအတွင်းမှာပေါ့မဲ့ရွှေစည်းကကျွန်တော်တို့ကမ္ဘာရွှေစည်းနဲ့နှိုင်းရှင် အနိုင်ပိုင်းမှာပဲဆက်လက်ရောင်းဝယ်ကျွန်တော်တို့ဖြစ်နေမှာဖြစ်တဲ့အတွက်ကျွန်တော်မိဘပြည်သူရှေးဝယ်ယူစောင်းနဲ့ကျွန်တော်လောက်သားပြည်သူမိဘပြည်သူတွေအနေနဲ့ခံမှန်းပေးရမယ်ဆိုရင်တော့ဝယ်ယူစုဆောင်းမယ်ဆိုရင်ကျွန်တော်တို့ဈေးအနိုင်ပိုင်းကိုစောင့်ပြီးမှဝယ်ယူစုဆောင်းနိုင်တယ်လို့အကြံပေးပြောကြားလိုပါဟုတ်ကဲ့ပါဟိုအဲ့တော့ဟိုကျွန်တော်တို့ဒီ တနည်းနည်းနဲ့အတွင်းမှာတော့ရွှေဈေးကအရင်ကြီးကျလာ၊ကမ္ဘာဈေးကလည်းကျလာတယ်ပေါ့နော်။အဲ့တော့အခုဒီဘက်မှာဒေါ်လာဈေးကလည်းဒီပြန်ပြီးတော့မာလာတဲ့အချိန်မှာတော့ရွှေဈေးကွက်အပေါ်မှာအကျိုးသက်ရောက်မှုတော့ရှိလာ။ဒီအဲ့အချိန်လေးလည်းကျွန်တော်ပြောပြရအောင်။ကျွန်တော်တို့ကအမှန်ပြီးခဲ့တဲ့နေ့ရဒေါ်လာဈေးနဲ့ရွှေဈေးနဲ့လည်းကျွန်တော်တို့ဟိုဆက်ဆက်နေပါလေ။ပြီးခဲ့တဲ့နှစ်တည်းတုန်းကတော့900တန်းလောက်မှပြည်တွင်းမြန်မာငွေနဲ့ဒေါ်လာနဲ့လဲလှယ်နေနေမှာ900ဝန်းကျင်လောက်ကို အချိန်ကာလတော်တော်ကြာကြာကျွန်တော်တို့ရောင်းဝယ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်အခုဒါဟိုအခုအပ်တူတိုင်းပေါ့နော်ဒီနေ့ပြင်ပမြန်မာငွေနဲ့ဒေါ်လာနဲ့ချိန်းတာကျွန်တော်တို့38ကျပ်1038ကျပ်ခွဲလောက်ရောင်းဝယ်ဖြစ်နေတာကိုတွေ့ရပါတယ်ဒါကျွန်တော်တို့ဒေါ်လာစင်းရေဘူးရအပြင်ကျွန်တော်တို့30ရမယ်ဆိုရင်ရွှေစင်းနဲ့ဒေါ်လာစင်းဒေါ်လာစင်းဒီခုဒါ 140လောက်နော်ကျွန်တော်ပြည်ရင်းစေကောမှာမြင့်တက်တာတောင်းရွှေစည်းကလိုက်ပါမြင့်တက်ခဲ့တာမရှိပါဘူးဒါကတော့ကမ္ဘာရွှေစည်းအနေမ့်ပိုင်းမှာဟိုကျွန်တော်တို့ကမ္ဘာရွှေစည်းကမှာရွှေစည်းဈေးအနေမ့်ပိုင်းမှာရောင်းဝယ်ဖြစ်နေတော့လဲပါပါတယ်ပြည်တွင်းမှာလည်းကျွန်တော်တို့ဝယ်ယူစုဆောင်တဲ့လူတွေအနေနဲ့နော်ကျွန်တော်တို့အဲပြီးခဲ့တဲ့2014တော့ ကျွန်တော်စောစောခံမှန်းတယ်လို့ကျွန်တော်မှန်းထားတယ်လို့ပေါ့နော်အကျိုးမြတ်မြင်း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 မရတဲ့အတွက်ရွှေဘက်မှာကျွန်တော်စိတ်ဝင်စားတဲ့လူအဲဒီဘက်ဝယ်ယူစုဆောင်တဲ့နေရာ2014နဲ့စာရင်ဟို73နဲ့စာရင်2014မှာရွှေဝယ်ယူစုဆောင်တာတိတာနေတော့ပါတယ်ဒီ2015မှာလည်းရွှေဝယ်ယူစုဆောင်ဖို့လက်ရှိအနေအထားအနေနဲ့ကျွန်တော်တို့ ဟိုဝယ်ယူစုဆောင်တဲ့သူနေပါနေတာကိုတွေ့ရပါတယ်စိတ်ဝင်စားမှုเนาะဝယ်ယူစုဆောင်ပြီးအကျိုးမြတ်အတွက်ဒီလုပ်ငန်းသုံးတဲ့ပဲကျွန်တော်တို့ပုံမှန်ဟိုလုပ်ငန်းလေပတ်ဖို့အတွက်ရွှေဆိုင်များရွှေပရိများအထိုက်လျောက်သူတို့လုပ်ငန်းအတွက်သုံးဖို့เนาะရောင်းဝယ်သူပြန်ပြီးကျွန်တော်တို့ကုန်ကြောရောင်းဝယ်သူကုန်ကြမ်းဖြည့်တဲ့သဘောပဲရှိပါတယ်အဲဒီပြင်ကျွန်တော်တို့ထူးထူးခြားခြားဈေးကွက်မှာလာပြီးတော့ အရက်လက်ပေါ့နော်ကျွန်တော်တို့ကအရက်လက်ခေါ်တာပေါ့ဒီအရက်မှရှိတဲ့ရတ္တူရသားတွေရွှေခွေစုဆောင်းတာတော့2014တုန်းကထင်သလောက်အကျိုးမများတဲ့အတွက်2015မှာလည်းအခုဒီမြစ်ဆန်းပိုင်းမှာလည်းဝေယူစုဆောင်းတာတော့နည်းနည်းလေးဟိုညော့နေနေတာကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒီအချိန်တွေကဒီအကျိုးတက်မှုနေနဲ့ဘာများဖြစ်နိုင်မလဲအကျိုးတက်ရောက်မှုနေနဲ့ကတော့ ရွှေစည်းကတော့ကျွန်တော်ဒီရရှိလာလာတော့ဒီအနေမ့်ပိုင်းမှာပဲတီငင်ငင်နဲ့အယောင်းဝယ်ဖြစ်မယ်မှန်းပါတယ်အလွန်ဆုံးကျွန်တော်အခု6သိန်း6000 3900 4000ဆိုတော့အလွန်ဆုံးပြင်းတယ်ရင်လဲကျွန်တော်6သိန်းလာမယ်2015အမြင့်ဆုံးပြင်းတယ်လဲ6သိန်း9000ကွဲ6သိန်း7000ပေါ့နော်ဒါလောက်ပဲမှန်းပါတယ်ဒါတော့ဒါအမြင့်ဆုံးအချိန်ပေါ့အနေဆုံးဆိုရင်တော့ ကမ္ဘာဈေးဒါရင်းနှင်းဈေးအမေရိကန်ဒေါ်လာဈေးမှာလို့ကမ္ဘာဈေးဒါကျွန်တော်ကြားသွားမှာဆိုတော့လက်ရှိအခု6သိန်း6000 4000အခုပေါက်နေတဲ့အောက်ကျွန်တော်တို့6သိန်း5000 6သိန်း4000တန်းလောက်ကိုလည်းကျွန်တော်ဒါဟိုကြားစင်းမှာဆိုရင် ပြန်သွားနိုင်တယ်လို့မှန်းဆလို့ရပါတယ်ဟုတ်ကဲ့ငယ်အခုနောက်ပြောလို့ဒီရွှေဝယ်စုဆောင်သူတွေအင်္ဂလိပ်ဈေးကွက်ထဲမှာနေသွားရဲဆိုတော့ဟိုအကျိုးတန်းမှုအခြေအနေက ဘာတွေများဒီအငယ်ဇေကွက်ပေါ်ပေါ်အကျိုးသက်ရောက်မှုရှိနိုင်မလဲကျွန်တော်ဇေကွက်မှာတော့အဲခုရတူရတားပေါ့နော်ကျွန်တော်ဒီမိဘပြည်သူတွေနဲ့ဝယ်ယူမှု စုဆောင်မှုနေပါသွားတဲ့အတွက်ဇေကွက်မှာတော့ကျွန်တော်တို့အယောင်းဝယ်ခပ်ပါးပါးနဲ့ပဲဝယ်လူအားနေနေတဲ့အတွက်ခပ်ပါးပါးနဲ့ပဲကျွန်တော်တို့အယောင်းဝယ်ခပ်ပါးပါးနဲ့ပဲဆက်လက်အယောင်းဝယ်ဖြစ်နေတာကိုတွေ့ရပါတယ် အဲ့တော့ရွှေလုပ်ငန်းမှာအရက်အရက်လက်ကနေပြီးရင်းနှီးမြှုပ်နှံမှုနည်းသွားတဲ့အတွက်သူတို့ရဲ့ဒီရင်းနှီးမြှုပ်နှံမှုအရွယ်ရဘယ်ဘက်ကိုဥတည်နေလဲငယ်ကျွန်တော်တို့စောစော2014စောစောပိုင်းကတော့ဟိုအားလုံးနဲ့သိမှာပါကျွန်တော်အိမ်ချမ်းမြေဘက်ကိုရွေ့သွားတာတွေ့ရပါတယ်ဒီ2014နှစ်ကုန်ငယ်နည်းနဲ့2015မှာတော့အိမ်ချမ်းမြေဈေးဘက်ကလည်းဟိုဈေးများပြန်လဲကျဆင်းပြီးတော့ရောင်းဝယ်လဲနည်းနည်းအေးသွားတယ်လို့ ကျွန်တော်တို့သိရပါတယ်အဲ့ဒီအတွက်တိမ်ချမ်းပြည်ဘက်မှာရင်းနှီးမြှုပ်နှံပြီးထားတဲ့လူတွေအနေနဲ့လက်တော်ငွေမပေါ်သေးတဲ့အတွက်ကျွန်တော်ရွှေဘက်ကိုလည်းသူတို့ရင်းနှီးမြှုပ်နှံတဲ့ကျွန်တော်တို့လုပ်ငန်းဒီရွှေဘက်ကိုလည်းပြန်လည်ပြီးတော့စုဆောင်ဖို့ဝယ်ဖို့သူတို့လုပ်ငန်းမှာလည်းငွေမပေါ်နိုင်သေးတာကြောင့်ကျွန်တော်ဘက်တော့ဥလဲ့မလာသေးဘူးလို့တွေ့ရပါတယ် သူတို့ဦးလဲလာနိုင်မဲ့အခြေအနေရောဘယ်လိုအခြေအနေမျိုးမှဖြစ်နိုင်မလဲသူတို့အင်ချမ်းမြေသမားတော့ဗျာဟိုတော်တော်စေတော့ရောင်းဝယ်တော်တော်လေးခိုင်အေးခဆိုင်ဆိုင်တော်တော်ကိုဖြစ်နေတဲ့ကြားပါတယ်အဲ့တော့သူတို့ရောင်းဝယ်သွတ်မှာပဲသူတို့ဈေးကောင်းရတဲ့ခါမှာသူတို့ရင်းနှီးမြှုပ်နှံထားတဲ့အင်ချမ်းမြေတိုက်ခန်းတွေကျွန်တော်ငွေပေါ်မှာရောင်းမှာပဲကျွန်တော်တို့ရွှေရင်းနှီးမြှုပ်နှံတဲ့ဘက်ကိုပြန်လှည့်လာမယ်လို့ကျွန်တော်မြင်ပါတယ် ခုနပြောလို့ဒီရက်လက်ကဝယ်စုဆောင်မှုနေတဲ့အတွက်ဒီဘက်မှာရွှေလုံငန်းလုပ်ကံသူတွေရောသူတို့ဟိုဒီလုပ်ငန်းကိုမလုပ်ကြတော့ပဲပြန်ပြီးတော့တခြားလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတာအဲ့လိုမျိုးရွှေ့သွားမျိုးရှိလာအခုကျွန်တော်ရွှေမီလီယံဝယ်လောက်တဲ့လူတွေကတော့ဟိုရောင်းဝယ်ပါတဲ့အတွက်အခြားလုပ်ငန်းပဲရွှေ့သွားတာတော့မရှိပါဘူးဒီမှာပဲဟိုကျွန်တော်တို့ဟိုနေအတွက်သဘောမျိုးကဲ့အောင်เนาะကျွန်တော်တို့အဲ ရောင်းဝယ်ပါတော့ပါပင်ပါညာလဲဆက်လက်ပြီးမိမိလုပ်နေတဲ့ဒီရွှေရောင်းဝယ်လုပ်ငန်းလေးပဲမေးပြီးဆက်လက်လုပ်နေတာကိုတွေ့ရပါဘူးဟုတ်ကဲ့အငဲအနေနဲ့တခြားဒီမိဘပြည်သူကိုဖြစ်ဆက်ပြောစရာရှင်နေပြောပြပါကျွန်တော်နောက်ဆုံးဒီရွှေနဲ့ပတ်သက်လို့မိဘပြည်သူတွေကိုအကြံပေးပြောကြားလို့တော့ရှေ့ကျွန်တော်လာမယ်ကျွန်တော်တို့ရပိုင်းနေလာပိုင်းနေမှာအခုမပြောင်းလဲပြီမဲ့နောက် နှစ်လသုံးလဆိုရင်အဲနည်းနည်းကျွန်တော်တို့ဈေးရောင်းဝယ်တွက်လာမယ်လှုပ်လာမယ်မှန်းပါတယ်အဲ့ဒီအတွက်ဝယ်ယူစုဆောင်မယ်ဆိုရင်အချိန်နဲ့တပြေးညီညီတညီတယ်ခုကျွန်တော်နိုင်ငံတကာဖြစ်စဉ်တွေဈေးခွက်အခြေအနေတွေကျွန်တော်ဒေါ်လာကမ္ဘာရွှေဈေးခွက်မှာအဲဒေါ်လာဈေးကျွန်တော်အတက်ကြတယ်เนาะအခြားငွေကြေးနဲ့လဲလှယ်တဲ့နေရာမှာဒါတွေကိုကျွန်တော်သုံးသပ်ပြီးတော့ ကျွန်တော်ဝယ်ယူစုဆောင်မယ်ဆိုရင်ထိန်ဆပြီးတော့ဒီဝယ်ယူစုဆောင်မယ်မိဘပြည်သူတွေနဲ့ဈေးကိုစောင့်ပြီးမှအနေမိုင်းကြမှာဝယ်ယူသင့်တယ်လို့အကြံပေးပြောကြားလို့ပါအခုလိုကျွန်တော်တို့ဒီရုံမြင့်တန်ကြရဲ့ဒီမေးမြန်းမှုတွေကိုဆက်ရှိလက်ရှင်နဲ့ဖြစ်ကြပြတဲ့ကျွန်တော်တို့တင်းဌာနကျေးဇူးတင်ပါခင်ဗျာ။ဦးလေးရလည်းရန်ကုန်တိုင်းရွှေတုံငန်းရှင်များအသင်ကိုစားဒီငါတို့တို့ DBB မိသားစုကိုလည်းကျေးဇူးတင်ပါတယ်။